ားလုံးပဲမင်္ဂလာပါဗျာကောင်းစက်တဲ့ကျွန်တော်ပါပြန်လဲကြိုဆိုလိုက်ပါရခင်ဗျာခုတင်ဆက်ပေးမယ့်ရုပ်သံဗီဒီယိုဖိုင်လေးကတော့အာဆီယံနိုင်ငံတွေကမြန်မာပြည်ငြိမ်းချမ်းမှုကိုဘာကြောင့်မလိုလားလဲဆိုတာကိုပြောပြနေတဲ့တော်ရင်လေးရဲ့ရုပ်သံဗီဒီယိုဖိုင်လေးကိုတင်ဆက်ပေးလိုက်ပါရခင်ဗျာဒီမှာတော့ရင်လေးကအဲ့ဒီချောင်းနဲ့ပတ်သက်ပြီးဘာတွေဘလို့ပြောဆိုနေတယ်လဲဆိုတာကိုအားလုံးဝင်ရောက်ကြည့်ရှုလေးလာတော့တဝေဖန်ပေးကြပါအောင်ခင်ဗျာအားလုံးကိုလည်းကောင်းဆက်တဲ့တင်ထလာမှအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ စတင်တော့ဆိုအာတုပင်မဝင်ဘူးเนาะဘာဖြစ်လို့ဆိုတော့မဲရီနိုနိုင်ငံဆင်းရဲတယ်ဘတ်ဂျက်မရှိဘူးเนาะဘတ်ဂျက်မရှိဘူးဆင်းရဲတယ်ဆိုတဲ့ဟာမျိုးပြီးတော့ဒီဝင်มาလည်းမဟုတ်ဘူးဝင်มาလည်းမဟုတ်ဘူးတရုတ်ကနှောက်ရှက်မယ်အခုတရုတ်ကကြည့်သူတို့အော်ဟိုနေ့ပေါ့เนาะဒီကိုစားနဲ့ဗာလဲအဲဘူးအဲဗာလဲဟိုနေ့ပေါ့ဗီဒီယိုဗီဒီယိုအာနာနဲ့သူတို့တွေပဲမပယ်ချပဲနဲ့เนาะပညာသားပါပါနဲ့နောက်ွယ်ရနေပြီးတော့မှစက်ကောင်စီကိုเนาะစက်ကောင်စီကိုပန်ပိုးတာမျိုးတွေအပီအမြောက်လောက်တာတွေကိုသူမလူမသိ ော်လူမသိသူမသိပေါ့နော်နောက်ဆုံးသူကဗီဒီယိုအာနာနဲ့သူပယ်ချတယ်တိမထောက်ခံတဲ့နိုင်ငံတွေဗီဒီယိုအာနာနဲ့တိပယ်ချတယ်ဘာညာပေါ့နော်အဲဒီဆိုလို့ရှိရင်သူအများအမြင်မှာလူမျက်မှောင်ကျိုးမယ်လူမျက်မှောင်ကျိုးမယ်လေနိုင်ငံတကာစောင့်မျက်ကပ်ခြင်းကိုခံရမယ်အဲ့တော့ဘာဖြစ်လဲသူက ပြင်ပမျက်နှာစာမှာဒီလိုအများရဲ့အရှိမှာမျက်နှာစာမှာကြာတော့ तू ဟာ तू မဝင်မဝင်ဝင်မစုတ်ဖက်ဘူးသိလားမလားဗီဒိုနဲ့ तू လဲဗီဒိုနဲ့ तू အာမချဘူး तू ဂျားဝင်ဂျားနေတယ်ဆိုတဲ့ပုံစံမျိုးအဲဒီခါတကြိုက်နေ तू ကအဲဟိုနေပေါ့နော်တချို့ထောက်ထိုင်တယ်တချို့မထောက်ထိုင်အဲ့လိုမျိုးလေးတွေ तू ကဝင်အရှင်လိုမျိုးလုံးဝလုံးလုံးလရရကြီးသိလားမလားဗီဒိုအာနာနဲ့ပယ်ချတာမျိုးကို तू တို့မလုပ်ခဲ့ဘဲနဲ့ เนาะဒါလူအမြင်မှာတော့ဟာတရုတ်လည်းဝင်မစုတ်ဖက်ဘူးဆိုတဲ့အမြင်အမြင်မျိုးရသွားတယ်ပေါ့เนาะရောက်သွားတယ်ရောက်သွားတယ်အဲ့တော့ဖြစ်လေသူ့တန်မြတ်မဝင်တော့တန်မြတ်ဝင်တဲ့အချိန်ကျမှသူကဘာဖြစ်လဲစစ်ကောင်စီကိုနောက်ကနေလက်သိထိုးပြီးတော့မှလက်မှတ်တွေကူတယ်လေးရင်တွေကူတယ်เนาะအဲဒီဒီနီးပညာတွေကူတယ်ကူညီနေတဲ့ဟာမျိုးပေါ့เนาะအဲနောက်ဆုံးပြည်လက်ပြတဲ့ခါဒီရုရှားကိုလည်းသူကစီးယုံလိုက်တယ်ငါရုရှားကိုစီးယုံလိုက်တယ်เนาะစီးယုံလိုက်တယ်ရုရှားအနေနဲ့လည်းအာဒီဒီစစ်အာဏာရှင်မြန်မာမြန်မာစစ်စစ်တပ်ကိုအာတဖက်တလိုက်ကနေကူညီပေးပါထောက်ပံ့ပေးပါအဲဒါမှသာလေငါတို့တွေကဒီဒီအရှိတအအရှာမှာသိရမလား အဲဝင်နေဖြစ်မယ်အင်အားတောင့်တင်းလာမယ်နော်အင်အားကြီးဆိုးလာမယ်ဆိုတဲ့ဟာမျိုးပေါ့နော်အဲ့ဒါဆိုတို့ကအဲအနောက်ဥရောပနဲ့ပတ်သက်မှာစုံနယ်မှာနှီးတော့မှာတို့ကမလိုလားဘူးနော်မလိုလားတဲ့နိုင်ငံကြီးတွေဖြစ်တဲ့အတွက်ကြောင့်မယ့်ရင်လူနိုင်ငံကိုလည်းတို့ကမယ့်ရင်လူပြည်သူတွေကိုမနိုင်စေချင်ဘူးမနိုင်စေချင်ဘူးဒီမိုကရေစီမရစေချင်ဘူးအနောက်ဥရောပတွေနဲ့ပတ်သက်မှာဆက်နွယ်မှာကိုစိုးရိမ်နေ။ဘာလို့လဲဆိုတော့မန်ရိုးနိုင်ငံကအနောက်ဥရောပအဖွဲ့ဝင်ဖြစ်သွားပြီ။နော်မဟာမိတ်နိုင်ငံဖြစ်သွားအနောက်ဥရောပတွေနဲ့မဟာမိတ်နိုင်ငံဖြစ်သွားပြီဆိုလို့ရှိရင်နော်ဒီရုရှားနိုင်ငံလည်းထိတ်လိုက်မှာပဲ။ချိုင်းနာလည်းထိတ်လိုက်မယ်။အဲ့တော့သူတို့ကဟိုကြီးလက်စားစား နေရမှာထဲစားလို့ရှင်ဒီတော့မလားဒီစစ်အာဏာရှင်ကိုတို့တို့ကအနောက်ကနေလက်သိထိုးပြီးတော့မှပန်ဖို့ကူညီတာမျိုးတွေတို့တို့လုံးမတာလည်းရင်တို့တို့လေရှင်လဲရှောက်တာပြားလဲဆွဲတာဆိုတဲ့အခြေအနေမျိုးရောက်သွားရောက်မှာပေါ့နော်အဲ့တော့တစ်ဖက်မှာလည်းဗာပြီလဲဆိုတစ်ဖက်မှာလည်းပြည်တွင်းထဲရလူတွေကိုလည်းစိုက်ွားတွေမြို့ထဲစိုက်ွားတွေမြို့ထဲဆိုတော့အခုအမရင်ကိုယ်တိုင်ကြုံခဲ့ရလို့အော်ငါတို့နိုင်ပြည်တွင်းထဲမှာနိုင်ငံထဲမှာဒါကြောင့်တို့နော်ဒီစစ်ကောင်စီရဲ့စိုက်ွားကြောင့်မှိုင်းတိုက်မှုတွေကြောင့်နော်ဒီတော်လဲကြီးကငါတို့နဲ့မဆိုင်ဘူးဆိုတဲ့ပုံတံတန်မျိုးနဲ့နေနေထိုင်သွားလာလှုပ်ရှားပျော်ပါးနေကြတာမျိုးဖြစ်တယ်ပေါ့နော်အဲ့တော့ ဲ့လိုလူမျိုးတွေဘယ်လောက်များများရှိနေပြီလဲမင်းကိုပြည်တွင်းထဲမှာเนาะအဲ့ဒါကြောင့်မလို့လက်လန်းနေတလောက်မင်းတို့မိတ်ဆွေတွေလည်းရှင်းပြပါเนาะမသိတဲ့လူတွေကိုရှင်းပြပါဟိုနေ့ဖြစ်ပါအဲဒါအကျိုးရှိပါတယ်အကျိုးရှိတယ်လို့ပြောချင်တာပေါ့เนาะအဲ့တော့ကိုကိုတိုင်းလည်းသိအောင်လုပ်ရမယ်ကိုကိုတိုင်းသိအောင်လုပ်မှသာလင်လဲခုမင်းရေဆိုလို့ရှင်အเจ้าရတခုခုလာပြီးတော့အမရေဒီလိုဒီလိုဒီလိုဆိုရင်မင်းရေပက်ပက်ပက်ဆိုရှင်းပြနိုင်တယ်ဒါကြောင့်လည်းမင်းရေအเจ้าရအကုန်လုံးအမရေလေ့လာထားတယ်လေးလာထားတဲ့စိတ်ဝင်စားတာပေါ့နော်ပြောရမယ်ဆိုလေးလာတယ်ဆိုတာဖြင့်စိတ်ဝင်စားမှုရှိတာပေါ့နော်ကိုယ်နိုင်ငံအကြီးကိုစိတ်ဝင်စားမှုရှိတယ်လို့ပဲပြောရမှာပေါ့စိတ်ဝင်စားမှုရှိတဲ့အခါကျတော့ခေစိတ်တွင်ကြအကုန်တိတ်နေဘက်စုံထောင်းဆိုဟိုဘက်က အဲနောက်ပြီးတော့ဒီလိုမျိုးမဟုတ်ဟိုလူဒီလူတွေမမှန်ကန်ဘူးမှန်ကန်တယ်ဆိုတာလည်းမသိဘူးမထင်နဲ့အကုန်သိရပါတော့အကုန်သိတယ်ဟိုဘသူတွေဘာတွေလုပ်နေလဲလဲအကုန်သိတယ်မြင်းမြင်းအခြေအနေအကုန်သိတယ်အဲအဲ့ခါကျလို့ချင်းအေး तू ကသူတိသူတက်ဆရာမကြီးသူတိသူတက်ဘာဖြစ်လို့လဲဆိုတော့မဲရင်ကဒီလိုဘာကြောင့်ပြောလဲမဲရင်ကကိုယ်နိုင်ငံအရေးကိုကိုယ်စိတ်ဝင်စားရင်ဘသူကစိတ်ဝင်စားမှာဟုတ်တယ်မဟုတ်လားအဲ့တော့ကိုတိကိုတက်လို့ပြောမဲ့အစားအော် तू ကငါတို့နိုင်ငံအရေးเนาะ तू နိုင်ငံအရေးကို तू တော်တော်စိတ်ဝင်စားတာပဲ तू ဟာ ။ ਉਹ နည်းဖြစ်တာပဲဆိုတော့ဒါမှမဟုတ်လို့ဆိုလို့ရှိရင်ဟာ तू ကဟာ तू လည်းသိနေတာပါလား။အော် तू လည်းသိနေတာပဲ။ဒါ तू तू တော်တော်စိတ်ဝင်စားတာပဲနိုင်ငံအရေးကိုဆိုတဲ့ဟာမျိုးမင်းကချင်းကွန်ထောက်ပြတာပြုချင်ပြုမယ်နော်။အဲ့လိုမျိုးပေါ့။ဟာ तू တော့တက်တယ်ငါမတက်ရခေါင်းလားငါမသိရခေါင်းလား။ तू ပဲသိတယ်ငါမငါမသိရခေါင်းလား။ तू ကလေ့လာတယ်ငါမလေ့လာရခေါင်းလား။ငါမလေးနာလို့ငါမတိရကောင်းလားဆိုတော့ဒီတရားကိုထိုးနှက်တာမျိုးနောက်ရိုက်ချတာမျိုးကြည့်ရမလားရှုပ်ချတာမျိုးအဲ့လိုမျိုးနောက်ွယ်မှာနောက်ကြောသားနဲ့ထိုးတာမျိုးစောက်တင်းစောက်ထင်းလိုမျိုးပြောတာမျိုးဒီမဲ့ရင်တော့အဲ့ဒါအဲ့လိုအဲ့လိုမျိုးလူတွေကိုမဲ့ရရှုပ်ချတယ်အဲ့လိုလူတွေရှုပ်ချတယ်ကိုယ်နိုင်ငံရေးကိုကိုစိတ်ဝင်စားပဲနဲ့ သူများကိုလိုက်မေးတာမျိုးဆိုလို့ရှိရင်မိုင်းရီတို့ဒီနေ့ချိန်ထိသူများကိုဒီအကြောင်းအရာမသိလို့ဟာရှင်းပြပါဆိုတာမျိုးမိုင်းရီတို့မရှိခဲ့ဘူးကိုကကိုဖျက်ရဲရှာပြီးကိုကကိုလေ့လာတယ်ကိုကကိုသိအောင်လုပ်တယ်ဟောသူများမေးရင်လေကိုကပြောပြနိုင်ရမယ်ဘာလို့ဆိုတော့ကိုကမြန်မာနိုင်ငံသားဖြစ်တယ်မြန်မာနိုင်ငံသားဖြစ်တယ်မြန်မာနိုင်ငံကြီးငါတို့နိုင်ငံဖြစ်တယ်ငါတို့နိုင်ငံဖြစ်တယ်ငါတို့ကမြန်မာပြည်သူတွေဖြစ်တယ်အဲ့တော့မြန်မာနိုင်ငံအရေးကိုငါတို့မြန်မာနိုင်ငံလူနိုင်ငံသားတွေအငြင်းနဲ့စိတ်ဝင်စားနေရမယ်အငြင်းနဲ့ခေစိတ်တွင်းကြဘာဆိုဘာဆိုတာသိနေရမယ်အခုကြည့်ပြည်တွင်းထဲကလူတွေမိုင်းရီတို့အဲ့လိုမျိုးပေါ့တချို့စိတ်မှုထမ်းခဲ့တဲ့လူတွေ เนาะစစ်မှုအငိမ့်စားတွေအဲအငိမ့်စားမှာအရာရှိတွေเนาะတချို့ဆိုလို့ရှိရင် CDM လုတ် CDM ဟိုနေပေါ့เนาะတချို့က CDM မလုတ်ခဲ့ဘူးအငိမ့်စားယူလိုက်တာမျိုးပေါ့တချို့ကတော့ CDM လုတ်တဲ့သူတွေတချို့ကလည်းအဲ့လိုပဲပညာရေးနဲ့ပတ်သက်တာတချို့ကလည်းအဲ့လိုမျိုးပေါ့ဒီနိုင်ငံရေးကိုနိုင်ငံရေးကငါတို့နဲ့မဆိုင်ပါဘူးဆိုတဲ့လူမျိုးတွေပေါ့เนาะတော်လိုင်းရေးကငါတို့နဲ့မဆိုင်ပါဘူးဆိုတော့တစ်ဖက်သက်ပဲနားထောင်နေတစ်ဖက်သက်ပဲဟုတ်နေအဲ့တော့သူတို့ကလည်းသူတို့ရဲ့စိုက်ဝါးတွေကလည်းဘာလဲဆိုတော့မိုင်းလို့စိုက်ဝါးလို့ဆိုတာမဟုတ်ပြောရဲဟိုမိုင်းတိုက်တယ်ဆိုတာအဲ့လိုမျိုးပေါ့เนาะဒီမိုင်းလို့ဒီမီးဘုံပြန်ကိုမိုင်းတိုက်လို့ရှိရင်မိုင်းဝါလို့ရှိရင်တိရမလားသူလိုရခီးကိုရောက်သွားအဲ့လိုမျိုးပေါ့အဲ့လိုပဲစစ်ကောင်စီစစ်ကောင်စီဘက်တော်သားတွေကလည်းအဲ့လိုပဲเนาะ မိုင်းတိုက်တာမိုင်းတိုက်တာဒါတွေပဲအထက်ခါတလေးလေးပြောမယ်ဒါတွေပဲအကြောင်းထပ်အောင်ပြောမယ်ဒီဗီဒီယိုတွေပဲလာမယ်ဒီဒီစာသားတွေပဲလာမယ်ဒါတွေပဲလက်ဆင့်ကမ်းပြီးတော့မှဖြန့်ဝေးတယ်လက်ဆင့်ကမ်းပြီးတော့ဟိုတနေ့တနေ့ဒါတွေပဲမြင်တွေ့နေရလားပြည်သူတွေပြည်သူတယောက်အနေနဲ့ဒါတွေပဲနေ့စဉ်မြင်တွေ့မြင်တွေ့မြင်တွေ့တယ်လာရရင်မဖြစ်လေအဲ့ဒါကြီးကစွဲထင်တော့ဒါပေမဲ့အမားဖြစ်တယ်ဒါပေမဲ့ तू ကနေ့စဉ်နဲ့အညာဒါတွေကိုပဲမြင်တွေ့နေရတဲ့ခါကျတော့ तू ကအမားမဲ့ तू မထင်မထင်ပြီးတော့ဘူးမှန်တယ်ပဲထင်ပြီးတော့အဲ့ဒါကြီးက तू မှိုင်းဝရတယ်မှိုင်းဝရတဲ့ခါကျတော့ဖြစ်တယ် စစ်ကောင်စီကတေးဆိုသေးရှင်ဆိုရှင်စစ်ကောင်စီကတခုံးဆိုတခုံးစစ်ကောင်စီကဘားဆိုသူကအဲ့မှာနားရောင်သွားပြီအဲ့အဲ့တဘောပေါ့နော်အဲ့တော့အဲ့ဒီနီးနေတယ်သူတို့ယနေ့အချိန်ထိသူတို့လုံနေတော့မယ်ယနေ့အချိန်ထိလည်းလုံနေတော့မယ်ရခင်ကလည်းအဲ့လိုပဲအဲ့လိုနီးနေတယ်ပဲလုတ်ခဲ့တယ်ယခုလည်းလုံနေတော့မယ်ရှိနေတော့မှာပဲနော်အဲ့ဒါကြောင့်ပြည်တွင်းထဲကလူတွေဘာကြောင့်ပြောနေလဲပါနေလဲဆိုတာအဲအဲ့ဒါဒီကြောင့်ပဲအဲ့ဒါဒီကြောင့်ပဲလကားပါဟဲ့သူတို့ကဒီလိုတိုင်းရင်းသားနေမီဒီယာဒီလိုပဲချနေကြတာပါရခင်တွေကတော်လိုင်းမဖြစ်ခင်တွေကအာဏာမသိခင်တွေကဒီလိုပဲချနေကြတာပါဒီလိုပဲဖြစ်နေကြတာပါဆိုတော့မှိုင်းမျိုးလည်းတိုက်ထားတယ်ပေါ့နော်အဲ့အဲ့တော့သူတို့ကဘာဖြစ်လဲဆိုတော့အဲ့တော့မင်းညပြောချင်တာ တိုင်းသားနေမြေတွေမှာပဲတိုက်မနေပဲနဲ့မျိုးပြကိုအမြန်တက်ဖို့မျိုးပြကိုအမြန်စော်ဖို့မျိုးပြမှာအမြန်ပြီးတော့မှခုနှစ်ဖြစ်ဖို့နောက်ဆုံးလို့ဆိုဆိုလို့ရှိရင်ပြည်သူတွေကအခုစစ်မှုထမ်းဖို့စစ်မှုထမ်းဖို့စီယုံစီယုံသွားတာတဲ့ဒါကြတဲ့မိုင်းတို့ဟိုပြည်သူပြည်သူအင်အားရော့သွားမယ်နောက်ပြီးတော့တခါကိုနေပေါ်တော့ဒီအဲ့ဒီအင်အားတွေကနေမှာတခါအဲ့ဒီမျိုးပြတွေမှာတခါလုံကြုံရေးဆိုတဲ့ဟာမျိုးသူတို့ကစိုက်ဝါးတွေမှိုင်းနေနော်မွေးရည်စေးတွေကြွေးပြီးတော့မှသူတို့ရဲ့ဘက်တော်သားတွေဖြစ်အောင်သူတို့ကစီယုံထားတယ်စီယုံလို့ဆိုထားတာမျိုးနောက်ဆုံးတင်တဲ့အမှာပေါ့နော်၄လတက်မယ်၅လတက်မယ်၆လတက်မယ်ဆိုလို့ရှိရင်သူ့ဘက်တော်သားဖြစ်သွားပြီ သူကဘက်တော်သားဖြစ်သွားပြီသူတို့ရအောင်သူတို့အယုံသွင်းနိုင်မှာသူတို့ရအောင်ရိုက်ထည့်မှာနေဖြစ်မှာအကြောက်တရားနဲ့သူတို့ဖိနှိပ်မှာဖိနှိပ်ပြီးတော့တင်မှာနော်ဟိုအစီယုံသွားမှာအဲ့ကောင်ဖြစ်တယ်သူတို့တင်တန်း၄လ၅လ၆လတင်တန်းတက်တဲ့ကာလအဲ့တင်တန်းကာလမှာဘာဖြစ်လဲသူတို့ရဲ့တက်စာတော်ကံဖြစ်သွားပြီဖြစ်သွားပြီဆိုလို့ရှိရင်သူတို့ကဘာဖြစ်လဲရုံးမထွက်ချင်တော့ဘူးနော်တလုံးစားဖို့သူကျေးဇူးဆိုတဲ့ဟာကြီးနဲ့သူတို့ဘာလဲထိမ့်ချုပ်လိုက်အဲ့တော့ဘာဖြစ်လဲဟာသူတို့မိဘတွေကိုပေးလာကြွေးလာတော့မသိဘူးပေးလာကျွေးလာမသိဘောနော်ဒါနဲ့ဟိုမပေးမကျွေးပဲနဲ့လေပေးတယ်ကျွေးတယ်ဆိုဟာငါတို့မိဘတွေအစင်ပြေတာတို့ချောင်းဆိုလေကျေးဇူးတရားတွေဘောနော်အဲအဲ့ဟာတွေကိုတို့ကအဲ့ဟာတွေတနည်းတဘိုးကြီးဖြစ်အောင်တို့ကလှုပ်လိုက်တာအဲ့လိုမျိုးစီးယုံလိုက်တာဘောနော် စစ်တင်တိုင်းတွေနောက်ဆုံးမှာဖြစ်လေမျိုးပြတွေမှာသူတို့ရုံကြုံရေးတွေပြန်ချတာမျိုးတွေเนาะအင်အားတောင်းနေဆိုတာလေလုံကြုံရေးတွေပြန်ချတာမျိုးဆိုလို့ရှိရင်ဒါမှန်းရင်လို့ဒီတော်လိုင်းရေးဒီဒီအင်အားစုကနေပြီးတော့မှဒီမျိုးပြတွေကိုတက်တဲ့အခါကျလို့ရှိရင်အဲ့ဒါတွေနဲ့ပြန်ပြီးတော့မှเนาะအဲ့ကိုပြန်ပြီးတော့ဒီအခင်းဖြစ်သွားရအောင်ပြန်ပြီးတော့မှခုနေ့လောက်ရအောင်အဲ့တော့အဲ့အတွက်ကိုလေကြိုးပြီးတော့မှမှန်းရင်လို့ဒီတော်လိုင်းရေးအင်အားစုတွေဒီမြေပြင်အဖွဲ့တွေကနေအဲ့ဒါပါထည့်ပြီးစဉ်းစားတင်တယ်အခုကသူတို့ကဒီစစ်တင်တန်းပို့ချရတယ်ပေါ့နော်စစ်တင်တန်းပို့ချရတယ်စစ်မှုထမ်းမှုအတွက်ကိုမျိုးပြတွေရောရက်ရွာတွေကအစ ကုံလုံးသူတို့တိမ့်သွင်းလာတာခုတောင်းနဲ့တောင်းနဲ့တိမ့်နဲ့ချီနေပြီပေါ့နော်ချီတော့ခုမှမြေပြင်တစ်ခုကိုသူတို့တတောင်းမဲ့ပို့လိုက်အောင်အဲ့တတောင်းကိုမဲရင်တို့တော်လိုက်အင်အားစီတယ်အတော်ကိုချိန်မောင်းအောင်အတော်ချိန်မောင်းမှာဘာလို့သူတို့ကလည်းမှိုင်းမိနေတယ်မှိုင်းဝနေတဲ့ဟာတွေဆိုတဲ့အခါကျတော့နော်ကိုကြီးပြောတာကိုလည်းနားယောင်ချင်မှနားယောင်တော့ကိုဘက်ကခိုင်းစေတဲ့အတိုင်းပဲသူတို့လုပ်တော့မှာနော်အမိတ်တစ်ချက်လုံးအမိတ်နဲ့ပဲသူတို့တော့တော့မှာအဲ့ခါကျပါဖြစ်လေမဲရင်တို့ဒီသူရောမဲရင်တို့တော်လိုက်အင်အားစုတွေရောနော်ဒီတောင်ကို မောင်ကျော်နိုင်မလားဆိုတဲ့ဟာမျိုးပေါ့နော်တီတာဝမောင်ကျော်ပါကျော်နိုင်မလားဆိုတဲ့အနေထားမျိုးတွေနဲ့ရင်ဆိုင်သွားရနိုင်တယ်အဲ့တော့ဝင်စားရှိရင်ဝင်ချစားရှိချနော်အာမနာတန်းလှုပ်စားရှိတာလှုပ်ခုတီတချံတချံပွဲမှာလည်းဒီလိုပဲဘသူညနာမှာထောက်ဆရာမလို့ဟာ तू ကတော့ဟာတစ်ချိန်လုံးကလက်သုံးချောင်းထောင်ခဲ့တာပါဟာ तू ကဟာ CDM လုပ်ပြီးတော့မှနောက်တော့စဝိနေရေးအခက်ခဲချောင်းဟာအခုဒီလိုမျိုးခုနေပြဟာ तू ကတော့အနေချင်းထောက်ပံ့ပါတယ်သူက तू အနေချင်းထောက်ပံ့ရုံမကားလို့ဘာပဲဖြစ်ဖြစ်နော် ဒီလိုမျိုးပေါ့နော်တော်လှန်ရေးပုံရိပ်ပြက်အောင်ဒီအာဏာရှင်ကိုအားမြစ်အားပေးအားမြောက်လုပ်တဲ့တံတမ်းမျိုးပေါ်ပေါက်လာလေပေါ်ပေါက်အောင်လုပ်တဲ့သူမှန်တယ်များအပြတ်ရှင်းအားမနာတဲ့ရှင်းရှင်းအစဖြောက်နော်၆နဲ့နာရီ၆နဲ့နာရီတတိပေးတာမျိုးတွေမဲ့ရင်လို့ပြည်သူတွေလက်မခံပေးနိုင်တော့နော်အဲ့ဒီကာလကိုကြော်လွန်လာပြီဖြစ်တယ်ဒီလိုမျိုးဆက်လုပ်နေမယ်အချိန်ဖက်ဆွဲနေမယ်ဆိုလို့ရှိရင်လုံးဝမဲ့ရင်လို့တော်လှန်ရေးကမတွေးရစရာအခြေအနေမျိုးရောက်သွားမယ်မနိုင်ဘူးလားဆိုတော့လေနိုင်ပါနိုင်ပါဟုတ်တယ်နိုင်မယ်လို့လည်းယုံကြည်တယ်ဒါပေမဲ့အချိန်ဆွဲလို့မရတဲ့ အနေထားမျိုးပေါ့နော်ဒါဆိုအချိန်ဆွဲလိုက်တယ်ဆိုတာနဲ့ဒီစစ်ကောင်စီဘက်ကသူကပြင်ဆင်မှုတွေရပါမယ်ပြင်ဆင်မှုရပါမယ်ဆိုတာဒီလိုမျိုးပြည်သူပြည်သူနဲ့ပြန်တိုက်တာမျိုးပေါ့နော်အဲ့ပြည်သူတွေကိုသူကစီးယုံမယ်အခုလည်းလက်တွေပဲနော်စစ်မှုစစ်မှုထမ်းကားလာစစ်မှုထမ်းတာအခုအရောက်တောင်းချီနေပြီတောင်းချီပြီးရင်တိမ့်ချီလာမယ်တိမ့်ချီထောင်းချီမယ်ဟောတောင်းချီအဲထောင်းတောင်းအခုအခုဆိုတောင်းချီပါပြီဆိုနောက်ထပ်ဒါတိမ့်တိမ့်ချီပြီးတော့လာတော့မှာတိမ့်ချီပြီးလာပြီဆိုလို့ရှိရင်အခုမှခုမဲရင်လို့ကြားတာအခုမျိုးပြနေမှာအဲ့ဒီဟာဒီကိုပြန်ပြီးတော့မှလုံခြုံရေးပြန်ချထားတာမျိုးတွေပေါ့နော်ပြန်ချထားတာမျိုးတွေရှိတယ် အဲအဲ့အရာတွေကိုအဲ့အရာတွေကိုဘယ်လိုကြော်ဖြတ်မလဲဘယ်လိုရင်ဆိုင်မလဲဆိုတဲ့ဟာမျိုးပေါ့နော်အဲဒါများဒါများဆိုတဲ့ဟာမျိုးကိုလည်းရှော့မတွက်ပါနဲ့ရှော့မတွက်ချင်ချင်းပေါ့နော်ဒါလို့လည်းဆိုတော့မင်းတို့တော်လိုက်ရအခု၄နှစ်ကျော်၅နှစ်ကာလအတွင်းနောက်ပြီးတော့မှအသက်ပေါင်းများစွာလည်းဒီနေ့ထိပိတ်ဆက်နေရဆဲဖြစ်တယ်အဲ့တော့မျိုးပြကိုအ мян ကတ်နိုင်လေဆိုလို့ရှိရင်တော့မင်းရင်တို့ပြည်သူတွေလည်းလုံခြုံမှုရမယ်။နောက်ပြီးတော့ဒီစစ်မှုထမ်းစစ်မှုထမ်းနာမျိုးလည်းဒီအစ်စစ်ကောင်စီဘက်ကအင်အား ထင်တယ်လောက်မရတော့ဘူးပေါ့နော်အခုလိုအချိန်ဆွဲမယ်ဆိုတော့စစ်မှုစစ်ကောင်စီဘက်ကနေစစ်မှုထမ်းအင်အားကဟိုတိုးပွားတဲ့တိုးပွားလာလိမ့်မယ်အဲစစ်မှုထမ်းအင်အားတိုးပွားလာတာနဲ့အမြန်မဲရင်လို့တော်လိုင်းအင်အားစုပတ်မှာအခက်အခဲတွေဖြစ်လာနိုင်တယ်နော်အဲဒါကြောင့်မလို့အဲဒါကြောင့်မလို့မဲရင်အဲ့ဒါလည်းအရှိမဒီလိုမှိုင်းလိုက်တာဟိုဟာတွေနဲ့ဆက်ဆက်ပြီးတော့မဲရင်ပြောပြပြောပြောသွားရခြင်းဖြစ်ပါတယ်ပေါ့နော်ဟိုတချို့ကလည်းဒီလို NUG ဟုတ်ကဲ့ဟုတ်ကဲ့အထူးအခုအခုမင်္ဂလာပါရှင့်ဟိုဟာလေး NUG ကိုထောက်ခံပါ NUG ကိုအားပေးပါဝမ်းရံပါဘာလို့လဲဆိုတော့ NUG ကပြည်တော်စုပြည်တော်စုဘွားတွေနဲ့ ဖွဲ့စည်းထားတဲ့ NUG အစိုးအစိုးရဖြစ်ပါတယ်ပေါ့နော်ဒါတော်လိုင်းအစိုးရဖြစ်ပါတယ် NUG ကိုဗက်တန်းရင်းသားမှအဲလမ်းတွဲခြင်းမူပါ냐အဲတချို့တချို့တွေဟုတ်ပါတယ်ရှိပါတယ်ဒါပေမဲ့မင်းရေခုနခုနပြောပြတယ်လို့ပေါ့နော်ဒီ NUG ဟာယာယီအစိုးရဖြစ်တယ်ကျွန်တော်တော်လိုင်းကြီးအစိုးရဖြစ်တယ်အဲ့ဒီအတွေ့အကြောင်းမင်းရင်တို့ကနော်ဒီမင်းရင်တို့ရဲ့ဒီတော်လိုင်းကြီးကိုဥဆောင်ဥဆောင်ဥရပြုတ်ပေးနေတဲ့ NUG အစိုးရဖြစ်တဲ့အတွက်ကြောင့်နောက်နောက်ပြီးတော့ဒီအစိုးရဆိုတာလည်းမဲရင်လူပြည်သူတွေကနေမှဒီဒီဟိုနေ့ပေါ့နော်ဒီဟိုမဲပေါ့နော်မဲအနိုင်ရရှိတဲ့ဟာကို ဒီလွတ်တော်ခေါ်ပြီးတော့မှလွတ်တော်ခေါ်ခေါ်ပြီးတော့မှเนาะဖွဲ့စည်းထားတဲ့ဟာတွေဒါမှမဟုတ်ပြည်သူတွေကိုယ်တိုင်နဲ့ထောက်ခံထားတဲ့ထောက်ခံထားတဲ့အစိုးရဖြစ်တယ်ဒါပေမဲ့သူဟာသူ့ကိုမဟုတ်ရင်တော့လွတ်တော်လိုင်းအစိုးရယာယီအစိုးရဒါလို့တုံးလဲဆိုလို့ရှိရင်မဟုတ်ရင်တော့တုံးလိုင်းအလွန်ကာလရပ်သွားလို့ရှိရင်ဒီ NUG အစိုးရဆိုတာလေနင်တို့ကျွန်မမဟုတ်ရင်တို့နော်တိုက်ခိုက်တခြားပြည်သူတွေတိုက်ခိုက်နေတဲ့ပြည်သူတွေပြောချင်ပါလေအလူကြီးအစိုးရကိုလာပါလာပါပြန်ခေါ်ရင်လည်းအလူကြီးအစိုးရလာလာချင်မှလာတော့မပါဝင်ချင်မှပါဝင်တော့မှာပါနော်ဘာလို့လဲဆိုတော့ဒါတော်လှန်ရေးကာလမို့လို့ဥဆောင်ဥရွယ်ပြုတ်မဲ့သူနော်လိုအပ်လို့ လို့အဲ့လိုဝင်ပြီးတော့ဥဆောင်ပေးနေတာเนาะသူတို့ဥဆောင်ပေးလို့လဲငမိုင်းရင်လို့အနှစ်80အနှစ်60ကျော်အနှစ်30เนาะအနှစ်30ဖိနေခံခဲ့ရမိုင်းရင်လို့ဒါမိုင်းရင်လို့တက်တန်းဆိုတာအနှစ်30ကျော်ဖိနေခံခဲ့ရတဲ့ဖိနေခံရတယ်ပေါ့เนาะ88မျိုးဆက်ပေါ့အရှိမမိုင်းရင်တို့ဒီမိဘတွေဆိုလို့ရှိရင်လည်းဒါ1960နောက်ပိုင်း62နောက်ပိုင်း1980အဲအဝင်းချိန်တွေတော့လည်းအဖိနေခံရတဲ့ဒါမျိုးဆက်တွေပဲပေါ့နော်ဒါအမမိုင်းရင်တို့တာသမီလက်ထက်မှာလည်း2000 2000ရှိရှိအောင်တော်လိုင်းရေးတွေနဲ့ဒါဖိနေမှုတွေခံရရတယ်ပေါ့နော်အခုလည်းတခါ ဒါဒါနောက်ဆုံးမျိုးဆက်ပေါ့နောက်ဆုံးမျိုးဆက်မှာအခုတခါလာပြန်ပြီပေါ့နော်လာပြန်တဲ့ခါကျတော့ဒါမျိုးဆက်တိုင်းမျိုးဆက်တိုင်းဒီလိုမျိုးကြုံတွေ့နေလို့အဆင်မပြေဘူးဆိုတဲ့ဟာမျိုးပေါ့နော်ဒီတခါတော့ဒီစစ်တပ်ကိုအမြင့်ဖြတ်မယ်အမြင့်ဖြတ်မှရတော့မယ်ဆိုတဲ့ဟာမျိုးပေါ့ပြီးတော့မင်းရင်တို့မှလည်းအစိုးရရှိပြီးသားနော်တိဟိုနေပြောရမယ်ဆိုတရားဝင်အစိုးရပေါ့နော်အဲဒီအာနာအာနာတင်းလိုက်တိုင်းမင်းရင်တို့အစိုးရပြုတ်ကျသွားတာမဟုတ်ဘူးနော်ချင်းပြရင်ရက်ဆက်ကြမ်းကြုတ်မှာရက်ဆက်ကြမ်းကြုတ်မှုကိုမခံနိုင်လို့ဖက်စီထောင်ချတာမခံနိုင်လို့လွတ်မြောက်လွတ်မြောက်ရလွတ်မြောက်တဲ့နေရာမှာရှောင်သိမ်းပြီးတော့မှ နော်အစိုးရတည့်ရအနေနဲ့ရက်တည်ပြီးတော့မှပြည်သူအရှိရနေမမမမရက်တည်ပေးနေတာဖြစ်တယ်။ဒါပေမဲ့မင်းကြီးပြောချင်တာပြည်သူတွေပြောတဲ့ဒီအစိုးရကတက်တက်လုံးအုပ်ချုပ်သွားမှလားတက်တက်လုံးအုပ်ချုပ်သွားမှမဟုတ်ဘူးနော်။တော်လန်ရေးအလွန်သွားရင်ပြည်တော်စုဘွားတွေနဲ့ပြည်တော်စုဒီတိုင်းလာခေါင်းဆောင်တွေနဲ့နော်ဦးနေနေလုံးကခုနပြောသလိုနော်ဒါတွေအကြအကြောင်းထိုင်နေတာပြောရင်လည်းဒါပဲထက်ထွက်လာမယ်။သူတို့ဥပဒေချမ်းတွေရေးဆွဲမယ်ဥပဒေတွေအတည်ပြုမယ်လွှတ်တော်တွေခေါ်မယ်။အဲ့မှာသမရဆိုတာသမရဆိုတဲ့ဟာကတိုင်းရင်းသားတွေက ဘယ်သူများဖြစ်မလဲဆိုတဲ့ဟာမျိုးပေါ့နော်ဘယ်သူဖြစ်လာမလဲနောက်ပြီးဆေးဥစည်းချုပ်ဆိုတာလည်းဘယ်သူဖြစ်လာမလဲဆိုတဲ့ဟာမျိုးပေါ့နော်ဒါဆိုဖက်ဒရယ်ဖက်ဒရယ်အာမေနဲ့သွားမှဆိုလို့ရှိရင်အကုန်လုံးတိုင်းနာပေါင်းစုံတွေကနေပြီးတော့မှရွေးချယ်တင်မြှောက်တဲ့နော်ရွေးချယ်တင်မြှောက်တဲ့ဆေးဥစည်းချုပ်မျိုးပေါ့နော်အဲ့လိုမျိုးတွေရလာမှာနောက်ပြီးတော့အစိုးရတမရဆိုတာလည်းအဲ့လိုပဲနော်ဒီတိုင်းနာအဖွဲ့ပေါင်းစုံကနေပြီးတော့မှရွေးချယ်တင်မြှောက်လာတဲ့တမရနော်ဖက်ဒရယ်ပြည်ထောင်စုတမရနိုင်ငံ ဖက်ဒရယ်ပြည်ထောင်စုမြန်မာနိုင်ငံတော့မဟုတ်ဘူးเนาะမဟုတ်တော့ဘူးเนาะအဲ့အချိန်ကြာလို့ရှင်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံဆိုပြီးတော့သွားမှာเนาะဖက်ဒရယ်ပြည်ထောင်စုလို့ဆိုပြီးတော့သွားမှာဘာဖြစ်လို့လဲဆိုတော့ဖက်ဒရယ်ပြည်ထောင်စုမြန်မာနိုင်ငံဆိုလို့ရှင်တိုင်းရင်းသားထဲမှာအပါအဝင်ဖြစ်တဲ့ဗမာတွေဟာဖက်ပြီးတော့တတိရုပ်တဲ့လူတွေဖက်ပြီးပေါ်လာနိုင်တယ်အဲ့တော့ဘာဖြစ်လဲတိုင်းရင်းသားတွေ ਨੇ ဖွဲ့စည်းမဲ့เนาะတိုင်းရင်းသားတွေထဲကနေမှရွေးချယ်တဲ့တမရတိုင်းရင်းသားတွေတဲ့ကနေပြောမှာเนาะရွေးချယ်တဲ့စစ်ဦးစီးချုပ်တိုင်းရင်းသားတက်မတော်ပေါ့เนาะအဲ့တော့မရင်လို့နိုင်ငံ ဒီလိုမျိုးဒီမိုကရေစီရမှာရသွားမယ်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုနိုင်ငံတော်အသိကြီးဖြစ်သွားမယ်ဆိုလို့ရှိရင်ချိုင်းနာဟာအမတန်ထိတ်လန့်နော်တုံလုံးခြောက်ခြားတဲ့အထက်မှာအပါအဝင်ဖြစ်သွားပြီဘာလို့လဲဆိုတော့မန်ရင်တို့နိုင်ငံလောက်အင်အားကြီးတဲ့နိုင်ငံနော်အရှိတောင်အာရှမှာမရှိတော့အဲ့ဒီအတွက်ကြောင့်အဲ့ဒီအတွက်ကြောင့်ဖျက်လို့ဖျက်စီးလုံနေတာချိုင်းနာထိုင်းနော်ချိုင်းနာတွေထိုင်းနေရဖျက်လို့ဖျက်စီးလုံနေတာအိန္ဒိယရှင်းနေအိန္ဒိယကတော့နိုင်တဲ့အဆိုရနဲ့သူကတော့ကုလူဆက်ဆံပါပဲနော်ကုလူဆက်ဆံပါပဲအခုနေရတော့သူကတရုတ်လိုလေသူပတ်မိုးတာမျိုးမရှိဘူး ရုရှားလိုလည်းကူညီတာမျိုးသူမရှိခဲ့ဘူးသူ့ဟာသူပဲသူတုတ်ဆာရှိတာသူလုတ်သွားတယ်သူဖယ်ကျင်ပြီးတော့ပဲနေသွားတယ်ပေါ့နော်အခုထိုင်းဆိုလို့ရှိရင်လည်းဒါတရုတ်ကအဲပြီးတော့ဒီခါအိန္ဒိယကိုထိုင်းကသွားပြီးတော့ဆရာတော်လုတ်လို့မရတယ်လို့ရုရှားကလည်းနော်ဒီအိန္ဒိယကဖလက်တကင်းမရှိဘူးနောက်ပြီးတော့ထိုင်းထိုင်းဆိုလို့ရှိရင်ဒါဟိုနေမောတရုတ်ရဲ့လွှမ်းမိုးမှုကိုခံတယ်နော်တရုတ်ကတေးဆိုတေးရှင်ဆိုရှင်မျိုးခံတယ်နောက်ပြီးတော့ဒီအမေရိကန်နဲ့လည်းသူကမဟာမိတ်ဖြစ်တဲ့အတွက်ကြောင့်မအေးအမေရိကန်ကိုလည်းသူကမလွန်ဆန်ရဲဘူးအမေရိကန်ကိုမလွန်ဆန်ရဲနိုင်လို့တာ ်သူကဒီနေ့ဒီနေ့ဒီအချိန်မှာသူကဘုနေ့မဟုတ်ဟိုရုရှားတို့တရုတ်တို့လိုမျိုးပံပိုးတဲ့အဆင့်ထိမရောက်လာဘူးဒါပေမဲ့သူကလည်းသူကလည်းခိုးခိုးချောင်ခိုးဝဲနေပြီးတော့အခွန်နဲ့အခါကြီးကောက်ကောက်ပေးတာမျိုးပေါ့နော်အခွန်အခါကြီးကောက်ပြီးတော့မှထောက်ပံ့တာမျိုးတွေဒါသူတို့လွှတ်တော်ရဲမှာပဲလွှတ်တော်ရဲမှာပဲသူတို့နိုင်ငံသားတွေသူတို့ရဲ့ဝင်ကြီးတွေပဲပေါ်ထုတ်တာမျိုးတွေရှိတာပေါ့နော်ရှိတယ်အဲ့ဒါကြောင့်အဲ့ဒါအဲ့ဒါအလောက်ပဲပေါ့နော်နောက်ပြီးတော့ဒီပြည်သူတွေကိုဖမ်းဆီးပြီးတော့မှစစ်ကောင်စီလက်ကိုအပ်တာမျိုးအခုတော့ဒါဟိုအကုန်မင်းရင်တို့ပြည်သူတွေရဲ့စော်အော်မှုရဲ့အန်ယူဂျီရဲ့တောင်းဆိုမှုတွေကြောင့်တော့အခုဒီ အဲထပ်ပြီးတော့ညင်သွားလိမ့်မယ်လို့တော့မင်းထင်တယ်ဖန်ဖန်စီးပေမဲ့လေသူတို့ဟာသူတို့ထိန်းချုပ်ထားတာမျိုးပြန်မပို့ပဲနဲ့ပေါ့နော်ထိန်းချုပ်ထားတာမျိုးတော့လုတ်သွားနိုင်တယ်ပေါ့အဲအဲ့လိုမျိုးအခုတော့ညင်တော့ညင်သွားပြန်ပြီပေါ့နော်အဲ့တော့ Federal Democracy ပြည်ထောင်စုနိုင်ငံတော်တည်ကြည်ဖြစ်လာရင်မင်းတို့နိုင်ငံတော်အင်အားကြီးတဲ့နိုင်ငံအရှိတအားအားမှမရှိတော့အဲ့တော့မင်းတို့ကတရုတ်တရုတ်နဲ့တရုတ်လည်းစောက်ဖက်လုတ်ဆရာမလို့တို့ရုရှားလည်းစောက်ဖက်လုတ်ဆရာမလို့အမေရိကန်ကတော့စောက်ဖက်လုတ်ဆရာမလို့တော့သဘောပေါက်လားအဲ့ဒီအနေအထားတွေကိုတရုတ်ကကြိုတိတယ်ကြိတိတဲ့အတွက်ကြောင့်နော်ဖြတ်လို့ဖြတ်စီလုတ်တယ် ရှမ်းမြောက်ကနော်ရှမ်းတရုတ်တွေကိုရှမ်းတရုတ်တွေကိုဆွဲတရားဟောမလုံးပေးပြီးတော့မှစစ်ကောင်စီနဲ့နော်ဟိုဂျားတွေကနေနော်ဟိုနင်းတို့မျိုးမြားနဲ့မောင်တို့မျိုးစစ်ကောင်စီနဲ့ပေးပေးပြီးတော့မှချင်းတွေခိုင်းတာမျိုးတွေအဲဒါတွေကဒါတွေဟာဒါမယိုးသားမှုတွေအဲ့တော့မိုင်းရင်တို့ကဒီဒေါ်လာရေးကိုမစုံမနစ်နဲ့မစုံမနစ်နဲ့ဆက်ပြီးတော့သွားမယ်အန်ယူဂျီရဲ့ဥဆောင်မှုတွေအောက်မှာအနောက်မှာမိုင်းရင်တို့ပြည်သူတွေကတဘာတဲ့လိုက်မယ်တဘာတဲ့တစည်းတစ်လုံးနဲ့ပဲသွားကြတယ်ဘသူတွေဘာပြောပြောနားမရအောင်ဘူးတွေးမကွဲဘူးအငဲစီးလုံးနေမယ်နော်စီးလုံးနေမယ်အဲ့အတွက်ကြောင့် เนาะအခု NUG ကိုဟာ NUG MOD ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုလဲနားမယောင်ပါနဲ့နားမယောင်ပါနဲ့ပေါ့เนาะဘာဖြစ်လို့လဲဆိုတော့ NUG MOD မရှိလို့မှမဖြစ်တာ PDF တွေမရှိလို့မဖြစ်ဘူးတိုင်းသားတွေမရှိလို့မဖြစ်ဘူးမိုင်းရင်တို့ပြည်သူတွေမပါလို့လည်းမဖြစ်ဘူးဒီတော်လိုင်းကြီးကတပေါက်တစ်စီးတည်းသွားမှအခုဒီခွက်ထွက်မယ်ဆိုတော့ဒီရှမ်းမြပေါ့เนาะရှမ်းမြ TNL ဆိုလို့ရှိရင်သူကဝါလိုမျိုးဝါလိုမျိုးသွားခြင်းတယ်သူတို့အဲ့လိုမျိုးသွားလို့နိုင်ငံတကာသူတို့ကိုအဲအစိုးရအစိုးရတရက်နေနဲ့အတိမတ်ပြုတ်မလားဝါကိုလည်းဒီနေ့ထိဘယ်နိုင်ငံကမှအတိမတ်မပြုတ်ဘူးเนาะပြီးတော့မိုင်းရင်တို့ဒီဒီအစိုးရတွေကလည်းဒီဝါကိုစီယံဝေးဆင်းတယ်သူက သူ့ကိုလည်းမေးမေးခွန်းထုတ်ထားပြီးသားတရုတ်ဘက်ကိုရက်တီမာလားမြန်မာပြည်တွင်းထဲမှာနေပြီးတော့မှတရုတ်ရဲ့အမိုးအောက်မှာနေမှာလားအမိုးအောက်မှာနေမယ်ဆိုလို့ရှိရင်တရုတ်ပြည်တွေကိုသွားဟုတ်တယ်လေအဲ့တော့ဒီနေ့စီသူအပြေမပေးသေးဘူးနော်ဒီအစိုးရတွေနဲ့လည်းသူကကုလူဆက်ဆံတာမျိုးတွေသူမလုပ်ဘူးသူကတီ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 ဆိုတဲ့ခါကျတော့ဖြစ်လေဆိုတော့သူကအကျန်းဖက်နော်အကျန်းဖက်လက်နက်ကင်တက်ဖွဲ့လို့ပဲ အဲဆက်ပြီးအမိတွင်အမိနဲ့ရက်တည်နေရတာပေါ့နော်တရားမဝင်တရားမဝင်လက်နက်ကင်တက်ခွဲပေါ့ဝဝဝပြီးတွေးစီနေလို့ရေခွဲရအဲအဲ့လိုပုံစံမျိုးဒါကြောင့်မလို့ तू ကမြန်မာပြည်ထဲကဘယ်တော့မှခွဲမထွက်ပါဘူးခွဲမထွက်ပါဘူးဆိုတဲ့အတန်မျိုးပဲ तू ပြောတယ်ဘာကြောင့်ပြောလဲဆိုတဲ့ခါကျတော့အဲ့လိုမပြောရင်ဒီအစိုးရနဲ့မပူးပေါင်းဆိုရင် तू ကတရားမဝင်လက်နက်ကင်တက်ခွဲရတက်ခွဲပါလေပေါ့နော်တရားမဝင်လက်နက်ကင်တက်ခွဲဆိုလို့ရှိရင်တနေ့ဖြိုခွဲခံရနိုင်တယ်ဒါကြောင့်မလို့လေ तू ကလက်နက်တွေတောင်းတင်းအောင်အင်အားတွေတောင်းတင်းအောင်အငြင်းနဲ့ဖြည့်စည်းနေအငြင်းနဲ့ဖြည့်ဖြည့်ကျင့်နေကြတာပေါ့နော်အဲအဲ့လိုမျိုးဆိုတော့ ဒါမဲ့တချို့တချို့တွေပြောပုံစုပုံတွေဆိုလို့ရှိရင်တချို့တွေစိတ်တက်ကြသွားတာမျိုးတွေမင်းတို့တော်လှန်ရေးကိုစိတ်တက်ကြသွားတာမျိုးတွေအားအင်ရုပ်ရော့သွားတာမျိုးတွေအဲ့လိုမျိုးတွေပေါ့နော်မင်းတို့ကတော့တလုံးတော်မဟရဲဘူးသူများတွေအဲ့လိုပြောလိုက်ရင်တော့ဟောနားမလဲတဲ့သူတွေတော့အထင်မြင်နေလွဲပြီးတော့ဒီကတော်လှန်ရေးပေါ်မှာဟာအားတွေရုပ်ကုန်တော့မှာပဲငါတို့တော်လှန်ရေးအင်အားစုတွေတော့ရော့ကုန်တော့မှာပဲဆိုတဲ့ဟာမျိုးမင်းတို့စိုးရင်စိုးရင်မိတယ်ပေါ့နော်စိုးရင်လည်းအဲ့လိုမျိုးအဲ့လိုမျိုးဆိုတော့မပြောမိပါစေနဲ့မတင်မိပါစေနဲ့ပေါ့နော်နောက်ဆုံးပေါ့နော်ဟိုနောက်ဆုံးကိုယ့်ဘက်ကဟိုဘယ်လိုခေါ်မလဲ လူအမားနဲ့မကင်းကြဘူးလေနော်အမားလေးရှိနည်းနည်းလေးရှိရင်တော့မှလေဟိုထိန်ချန်တဲ့ရင်ထိန်ချန်ထားရမယ်ထိန်ချန်ထားရမယ်ဒါတွေကဟိုသူအတူအချိန်ကြလာရင်သူဟာလည်းသူဟိုဖြစ်ရှင်းရတာမျိုးတွေပေါ့နော်ဖြစ်ရှင်းတဲ့ခန္ဓာတွေသူ့ဘာသူရောက်လာမှာပေါ့အဲအဲ့လိုမျိုးအခုချိန်မှာရှုပ်ထွေးနေတဲ့အချိန်မှာဟာဘသူကဘာဆိုတော့ကိုယ်ဥဆောင်နေတဲ့သူတွေကိုမပုတ်ချပါနဲ့မပုတ်ချစီခြင်းဘူးနော်ပုတ်ချနေတဲ့သူတွေကိုလည်းတွားပြီးတော့မှ အဲတိတယ်မအားပေးအမြောက်တာမျိုးတွေလည်းမလုပ်စေချင်ဘူးပေါ့နော်။ဘာလို့လဲဆိုအခုဆိုကြည့်တိုင်းသားတွေဒီလိုမျိုးခွဲထွက်လာတယ်ခွဲခွဲခွဲထွက်ချင်တဲ့သဘောတွေပေါ့နော်စစ်ကောင်စီနဲ့အပေးယူလုပ်ချင်တဲ့သဘောတွေဆိုလို့ရှိရင်ဒါတို့ကတစ်ချိန်ကြောက်လို့ရှိရင်မန်းရင်လူဒီဘက်မှာဟုတ်ကဲ့မင်္ဂလာပါရှင့်မန်းရင်လူဒီဘက်တော်လိုင်းအင်အားစုဘက်မှာဆိုလို့ရှိရင်အဲ့လိုမျိုးပေါ့နော်တစ်ချိန်တစ်နေ့ပေါ့နော်ဟိုဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုနိုင်ငံတော်ကြီးပေါ်ပေါက်လာတဲ့အခါကျရင်တို့လည်းတနည်းမဟုတ်တနည်းနဲ့ပြန်ပြီးစီးရုံရမယ်စီးရုံရမယ်ဒါပေမဲ့မန်းရင်လူဒီအစိုးရပြည်သူအစိုးရအနေနဲ့ကတော့ပြည်ထောင်စုအဲဖက်ဒရယ်ပြည်ထောင်စုအစိုးရအစ်စ်ပေါ့နော်တက်လာတဲ့အခါကျရင်တော့တို့တော့ အာဒီအမေစုရှိစေလုံးဝလိုမျိုးပေါ့လူလိုသူလိုလူလိုသူလိုစီယုံရေးဆင်းမှာပါပေါ့နော်ဒီစစ်ကောင်စီလိုမျိုးတော့မဟုတ်တာပြီးပြောပြီးတော့မှမလုံးနေပေးပြီးတော့မှဟာမပေးရင်ချအချဆိုတဲ့ဟာမျိုးပေါ့နော်အဲ့လိုမျိုးတွေတော့မရင်လို့ဒီဘက်ကပြည်သူအစိုးရနော်ဒီဖက်ဒရယ်ပြည်ထောင်စုဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုအစိုးရတွေကနေပြီးတော့မှတိုင်းရင်းသားလက်မှတ်လက်မှတ်ကန်တက်ခွဲတွေအဲ့လိုမျိုးလုံးမှာမဟုတ်ပါဘူးဆိုတဲ့ဟာမျိုးပေါ့နော်အဲ့တော့ဒီပြည်သူအစိုးရဘက်ကနေပြည်သူဘက်ကိုမမမမရက်တီပါလို့ပဲစစ်ကောင်စီဘက်ကမရက်တီပဲနဲ့ပြည်သူဘက်ကိုပဲမမမမရက်တီပါလို့တိုင်းရင်းသားလက်မှတ်ကန်တက်ခွဲတွေကို တောင်းဆိုခြင်းပါတယ်မေတ္တာရက်ခံခြင်းပါတယ်ဆိုတဲ့ဟာမျိုးပေါ့နော်မင်းတို့လည်းမရှုတ်ချခြင်းပါဘူးเนาะမဝေဖန်ခြင်းပါဘူးဒါမှားနေရင်တော့မှားနေတယ်ဆိုတာကိုထောက်ပြမှာပေါ့နော်ဒီ TNL တို့ MND တို့ပေါ့နော်အခုချိန်မှာခုပေါ့နော်ဒီလိုမျိုးကြီးရက်ဆိုင်လိုက်တာမျိုးတို့ရဲ့စကားကိုနားထောင်လိုက်တာမျိုးကိုပိုင်အုတ်ချုပ်ခွင့်ရချင်ကိုပိုင်အုတ်ချုပ်ခွင့်ရရမှာပဲเนาะဒီဘက်မင်းတို့ပြည်သူဘက်ကပြည်သူဘက်ကအန်ယူဂျီပဲဖြစ်တက်လာတဲ့အစိုးရအသိပဲဖြစ်ဖြစ်ပေါ့နော်ဒီဘက်တွေနဲ့တွားရင်တော့ကိုပြည်ကိုပြည်ကို ကိုအုပ်ချုပ်ခွင့်ရမှာပဲเนาะရမှာပဲဒါဖက်ဒရယ်လေဖက်ဒရယ်ဆိုတာဒီလိုပဲလေเนาะဖက်ဒရယ်နဲ့သွားမှာလေဖက်ဒရယ်နဲ့သွားမှာမင်းတို့အဲ့ဒီစစ်ကောင်စီစီကနေသွားပြီးတော့မှငါတို့ဒီမြေဒီမြေဒီနယ်မြေတွေဒီနယ်မြေတွေငါတို့ကိုအပိုင်စားပေးပါဆိုပြီးသွားတောင်းနေရအောင်စစ်ကောင်စီတောင်မှဘယ်နေ့ဘယ်နေ့ဘယ်ရက်သိပွဲဝင်ရမလဲပြုတ်ကြမလဲဆိုတာကိုနင်တို့ခေါင်းထဲထည့်ထား DNA နဲ့ MNDAA เนาะစစ်ကောင်စီကိုသွားပြီးမစည်းရုံးနဲ့ အလိုလိုလိုပါဖြစ်သွားမယ်စစ်ကောင်စီနဲ့စီယုံမယ်စစ်ကောင်စီစီကနေပြောမှာနေမြေတွေတောင်းတောင်းမယ်ကိုပိုင်အုပ်ချုပ်ခွင့်တွေတောင်းမယ်ဆိုလို့ရှိရင်စစ်ကောင်စီပြုတ်ကျသွားပြီဆိုတာနဲ့နေတို့အခုစစ်ကောင်စီစီကတောင်းထားတဲ့နေမြေတွေနော်ကိုပိုင်အုပ်ချုပ်ခွင့်လို့တတ်မှတ်ထားတဲ့နေတို့ဟာနေတို့လုံထားတဲ့ဟာတွေကတော့ပြန်ပြီးတော့ပြည်သူရဲ့ဒဏ်ခတ်မှုပြည်သူရဲ့အပြစ်ပေးမှုပြည်သူရဲ့ပြန်သိမ်းဆဲမှုတွေမျိုးလို့ပြန်ခံစားရမယ်နော်ပြန်ခံစားရမယ်ပြည်သူတက်မတော်တွေကနေပြည်သူတက်တော်တွေကနေပြီးတော့မှတော်လှန်တာတွေပြန်ခံရမယ်အဲ့ဒီသဘောအဲ့ဒီသဘောတွေကို GNL နဲ့ MNDA အနေနဲ့တိထားတဲ့နေသဘောပေါက်တဲ့နေ KIA နဲ့ AA ကတော့သဘောပေါက်တယ် နော်ဒါလေသူတို့ပြည်သူတွေကပြည်သူတွေပဲမဟုတ်မခံမဟုတ်မခံတဲ့သူတွေမတရားတာဆိုလို့ရှိရင်ခေါင်းကုတ်မခံတဲ့တပ်ဖွဲ့တပ်တော်တွေဖြစ်တယ်နော်အဲ့တော့လေသူတို့ရဲ့စူးစမ်းမှုနော်မစုံမနစ်တဲ့ဇွဲနဲ့တွားနေမှုကအခုပကိုးနော်ပကိုးကိုတော့ကြော်တော့မယ်နော်ပကိုးကြော်တော့မယ်ပကိုးတိုက်ပွဲတွေပြင်းထန်နေတာပေါ့နော်ပကိုးမှာတိုက်ပွဲတွေပြင်းထန်နေတယ်ဟုတ်ကဲ့မှန်တာမို့မှန်အမှန်တရားကိုပြောရမယ် ဟုတ်တယ်သူတို့သူတို့ဒီခုမင်းခုပြောပြတာခုနကတော့ပြောပြရတယ်ရှင်းရှင်းလေးနော်အဲ့အဲ့လိုမျိုးပေါ့အဲ့လိုမျိုးကိုသူတို့ဒီတွေးခေါ်တတ်ရမယ်တွေးခေါ်တတ်ရမယ်ဥပမာစစ်ကောင်စီပြုတ်ကျသွားစစ်ကောင်စီကစစ်ကောင်စီကသူတို့တက်ကောင်းနေဆိုလို့ရှိရင်မင်းအောင်လဲကြသူတို့တက်ကောင်းနေစစ်ကောင်စီကတက်ကောင်းနေစစ်ကောင်စီပြုတ်ကျသွားမယ်စစ်အာဏာရှင်ပြုတ်ကျသွားရင်သူတို့ဟာဒီအဟောတီကံဖြစ်သွားမှာနော်လုံးဝတရားမဝင်တရားမဝင်နော်အဲ့တော့သူတို့အဲ့ဒါကြီးသူတို့သိဖို့လိုတယ်လိုအပ်တယ်ပေါ့နော်အဲ့တော့သူတို့ကပြောလဲငါတို့တည်နေတော့လာပြီးကျူးကျော်လို့မရဘူးအဲငါတို့ကတော့လက်နက်နဲ့လွမ်းမိုးထားမယ်ဆိုတဲ့ဟာမျိုးဆိုအဲ့တော့ဒီဘက်မင်းတို့ပြည်သူတက်တော်ဒီဘက်မှာကိုကြည်လိုက်လေနော်လက်နက် အင်းလက်နဲ့မရှိဘူးလားလက်နဲ့လက်နဲ့နဲ့နင်တို့လွှမ်းမိုးထားမယ်ဆိုလို့ရှိရင်ဒီဘက်ကလည်းလက်နဲ့နဲ့လက်နဲ့နဲ့စကားပြောမယ်ဆိုလက်နဲ့နဲ့ပဲပြောရမှာပဲဟုတ်တယ်မလားခုကငါ့မုံမပြောနေတယ်ပြောလို့မရအောင်မရအောင်ဆိုလို့ရှိရင်တို့ကဟာငါတို့ကတော့ငါတို့ကလက်နဲ့ဒီအခုဘွားလိုမျိုးပေါ့တဲ့ငါတို့ကလက်နဲ့အင်အားတောင်းနေတဲ့အတွက်ကြောင့်ငါတို့ကြည့်နေလာကြည့်ကြလို့မရဘူးဆိုလို့ရှိရင်အဲ့တော့လက်နဲ့နဲ့စကားပြောရင်လက်နဲ့နဲ့ပဲပြန်ပြောမှာပဲနော်လက်နဲ့နဲ့ပဲအဖြေပြန်ပြီးမှာပဲအဲ့တော့လူလိုသူလိုစီးယုံနေတဲ့လူလိုသူကိုပြောပြနေတဲ့အခါမှာလူလိုသူလိုနားလဲဖို့ပဲလိုတယ်လူလိုသူလိုနားလဲလို့ရှိရင်နော်လူလိုသူလိုပြောမယ်လူလိုသူလိုနားမလဲဘူးနင်တို့ကလက်နဲ့နဲ့ပဲခုနေ့ဖြစ်မယ်ခုစစ်ကောင်စီလိုမျိုးပေါ့တိတယ်မလားငါတို့ ပြည်သူတွေကလူလိုသူလိုတောင်းဆိုတယ်သူတို့ကလူလိုသူလိုလက်မခံဘူးလက်မခံမယ်နဲ့လက်နဲ့တုတ်ပြန်တယ်တုတ်ပြန်တော့ဖြစ်လေဒီကနေဒီဘက်ကလည်းလက်နဲ့နဲ့အဖြေပေးတယ်ဒီဘက်ကလည်းမင်းတို့ပြည်သူတွေကလည်းလက်နဲ့နဲ့အခုပြန်တုတ်ပြန်တာပေါ့နော်အဲ့တော့တူညီတဲ့တုတ်ပြန်မှုပဲရမယ်ဆိုတဲ့ဟာမျိုးပေါ့ TNL တွေနဲ့ NND เนาะအခုကြားရတာတွေကအမှန်တည်းစိတ်ပြည့်စရာကောင်းတယ်အခုဒီကရင်ပြည်နယ်ကရင်ပြည်နယ်အကြောင်းပါတစ်ဆက်လေးပြောမယ်ကရင်ပြည်နယ်ဟာအချင်းချင်းမတိုက်ဘူးမတိုက်ဘူးမတိုက်ဘူးဒါပေမဲ့တို့အချင်းချင်းရောစီးလုံးနေလားပူးပေါင်းနေလားဆိုတော့လေအချင်းချင်းလည်းမစီးလုံးဘူးမပူးပေါင်းဘူးเนาะကရင်ပြည်နယ် အချင်းချင်းလည်းမပူပန်းဘူးအချင်းချင်းရောတိုက်လားဆိုတော့မတိုက်ဘူးအချင်းချင်းအချင်းချင်းပဲဟိုဖြစ်နေကြတာရန်ဟိုတဲ့လားဆိုတော့လည်းမတဲ့ဘူးရန်နေဖြစ်နေကြတာအထဲမှာပေါ့နော်အဲအဲ့လိုမျိုးအဲ့တော့ဘာဖြစ်လဲနွားကွက်ရင်ကြားဆွဲတယ်အဲသိတယ်မလားနွားကွက်ရင်ကြားကြားဆွဲတာမျိုးပေါ့အချင်းချင်းကမတင့်မြတ်မတင့်မြတ်ဖြစ်နေအချင်းချင်းမတိုက်ဘူးဆိုတော့အတန်ထွက်တယ်ဒါပေမဲ့အထဲမှာလေသူတို့ကသူတို့ကြိတ်ပြီးတော့မှဖြစ်နေကြတဲ့ပြဿနာလေးရှိတယ်နော်ဟိုသူလှင်သူသူတို့တက်ကိုကိုကိုတက်ပြားဟာမျိုးလေးပေါ့နော်လုံနေကြတယ်ဒီကရင်ဒီနေထဲမှာလေအဲ့တော့အခုစစ်ကောင်စီကမြေပြင်မှာလေအင်အားတွေတိုးချဲ့လာတယ်လို့ လွတ်ပြဘုံတွေပါလေဟိုလေရင်နေနဲ့ဘုံကျဲမှာဆိုလို့မတိုက်တာမတိုက်တာဆိုတော့ဟောလေရင်ဘုံကျဲတာကနေရောလွတ်မြောက်လာနေနေတာလေလေရင်ဘုံဘုံမကျဲနင်တို့အဲ့လိုပြောလိုက်လို့အဲ့လိုမျိုးစင်ကြေးပေးလိုက်လို့စစ်ကောင်စီကဘုံမကျဲပဲနေလာဆိုတော့လည်းမနေပါဘူးလာကျဲတာပဲနော်လာကျဲတာပဲနောက်ဆုံးတော့ဘုံကျဲတာလည်းခံရတယ်မြေပြင်မှာလည်းအင်အားတိုးချက်လာတာကိုခံရတယ်အဲ့တော့မလုတ်တာမလုတ်တာတွေမလွန့်တာတွေဖြစ်ကုန်ရောစစ်ကောင်စီကဟိုကကရင်တီနယ်ကမလုတ်တာမလွန့်တာဖြစ်နော်အဲ့တော့ BGI အနေနဲ့လည်းစဉ်းစားရမှာဒီအာနာရှင်ကိုတတိုင်းနေလုံးကအပြုတ်တိုက်နေတာ ပြုတ်မယ်ဆိုတဲ့ပြုတ်မယ်ဆိုတဲ့ခံယူချက်နဲ့လည်းတိုက်နေကြတယ်ပြုတ်မယ်လို့လည်းယုံကြည်ထားကြတယ်အဲ့တော့တီအာနာရှင်ပြုတ်သွားမှဆိုတဲ့ပြုတ်သွားမှပြည်သူဘက်ကိုလာပြီးရက်တည်တာမျိုးဆိုလို့ရှိရင်တော့နော်အားလုံးက sorry ပဲအားလုံးက sorry ပဲနော် BGF sorry ပါပဲနော်အဲ့တော့ဘာဖြစ်လဲဆိုတော့အခုအခုအချိန်မှာတို့ကိုနော်လူစကားနားလည်မဲ့ချိန်လို့လူကနေလူလို့စီးယုံတယ်သူတို့မရဘူးသူတို့ကငါတို့မှလက်နက်ရှိတယ်ဆိုတဲ့ဟာမျိုးပေါ့နော်ခုရှမ်းမြောက်ဖြစ်နေတဲ့ဟာမျိုးပုံစံမျိုးပေါ့နော်ငါတို့မှလက်နက်ရှိတယ်ဆိုတဲ့ဟာမျိုးပေါ့အဲငါတို့မှလက်နက်ရှိတယ်အဲအဲ့တော့ တစ်ဖက်မှာရောတစ်ဖက်ကရောလက်နဲ့မရှိဘူးလားမင်းတို့ခုပြည်သူတက်တော်ဒီမှာပြည်သူတက်တော်ဒီမှာလက်နဲ့ကိုစီနေနော်လက်နဲ့ဒီအရန်ကောင်းနေတဲ့တခါဟိုစစ်တက်ဖက်ကတော့မှတွေ့လားလက်နဲ့ဒီလည်းအရန်ကောင်းနေဗျာစုဖွဲ့မှုကလည်းအရန်ကောင်းနေစစ်ပုံကလည်းကြနေတာပဲဆိုတာမျိုးပေါ့နော်အဲ့တော့အခုခါမင်းတို့ဒီပြည်သူတာဝန်ရေးတက်ဖွဲ့တွေကစစ်ပုံကြပြီးတော့မှစစ်ပုံကြပြီးတော့တကယ်လဲနော်လက်နဲ့ကောင်းပုံနဲ့လက်နဲ့ဒီခဲရန်တွေကိုပိုင်ဆိုင်ထားတဲ့တက်တော်ဖြစ်နေပြီအဲ့တော့ နေတို့ငါတို့ကငါတို့ငါတို့ပြင်နေလာမထိနေငါတို့ငါတို့တွေကလက်နက်နဲ့ဟိုဟာဖြစ်မှာဆိုတော့အဲ့တော့ဒီဘက်ကလည်းလက်နက်မရှိတဲ့ဟိုဟာဒီမဟုတ်ဘူးလက်နက်ရှိတယ်လက်နက်နဲ့ပြန်တော့ပြန်မှာဟုတ်တယ်မလားအဲ့တော့ရှင်းပြလို့ရှိရင်ကဟိုငင်းငင်းချက်ချက်နဲ့သွားရတော့ကောင်းတာပေါ့နော်ဘာလို့ဆိုတော့အခုသူတို့ဒီ BGI ဆော့ချစ်သူဆိုလို့ရှိရင်အဲ့ဒီ KMD ကိုတတ်မှာတွေကိုတချို့ပေါ့နော်သူနဲ့ပဏံတင့်နဲ့တတ်မှာတွေဆိုလို့ရှိရင်သူက အဲဘတ်တသိန်းဘတ်နှစ်သိန်းအဲ့လိုမျိုးပေါ့နော်ဟိုစီယုံရေးဆင်းတာပေါ့နော်ဟင်းစားဖို့ဒီဟင်းစားတွေပေးတာမျိုးအဲအဲ့လိုမျိုးတွေသူတို့တလတခါအဲ့လိုမျိုးစီယုံရေးဆင်းပြီးတော့မှအဲ့လိုမျိုးတွေလုတာပေါ့နော်လုတယ်အဲနောက်ပြီးတော့သူအချိုတက်ပြီးတော့မှသိတယ်မလားအချိုတက်အချိုတက်အချိုတက်ပြီးတော့မှတခါလေအဲ့မှာအဲဟိုဟိုနယ်မြေလေးသိမ့်လိုက်ဟိုဒီနယ်မြေလေးကိုအဲအင်အားလေးတိုးလိုက်ဒီနယ်မြေလေးအင်အားတိုးလိုက်ဟိုနယ်မြေလေးအင်အားတိုးလိုက်နဲ့အခုကြည့်နေပြည်ပြည်နယ်မှာစစ်ကောင်စီအင်အားတောင့်တင်းလာတယ် ကြောင်စစ်ကောင်စီအင်အားတောင်းလေမြေပြင်ဘာဖြစ်ဖြစ်ဘုံလာကျဲတယ်ဆိုပေမဲ့လေမြေပြင်အင်အားကိုချိန်မုံနိုင်လေဆိုလို့ရှိရင်ဘုံကျဲတဲ့အရန်တရန်လည်းရှိတော့မှာပေါ့ဟုတ်တယ်မလားအခုဆိုသူကမြေပြင်မှာလည်းရန်ရန်ဆိုရဲ့အမျိုးမျိုးတော့ဝေဟင်မှာလည်းရန်ဆိုရဲ့အမျိုးမျိုးနဲ့အောက်လည်းအန်ဒီယေကြီးနဲ့အပေါ်လည်းအန်ဒီယေနဲ့ရင်ဆိုင်နေရတာပြင်ပြင်းနေတာအဖြစ်ပြက်ကအဲ့လိုမျိုးနော်ကဲမှန်းရင်အားလုံးပဲကိုစိတ်နှစ်ပါးလုံးဆုံးအေးချမ်းကြပါစီလက်ကလေးကိုဒီလောက်ပါပဲနော်အရေးတော်ဘုံမုတ်ချအောင်ရမြေအရေးတော်ဘုံမုတ်ချအောင်နေပါပြီနော်အရေးတော်ဘုံမုတ်ချအောင်ပါတော့မြေလို့